တတ်တိုင်းတည်းနေတယ်။တော့ဘိုးဟိုဟာရောက်ပြီ။ဘုံလုံးဟိုဟာရောက်ပြီ။ဒီရှိဘက်ကလမ်းကဟောဗျာ။ဒါဟိုးအရင်ငလျင်ကြီးလုံးကလည်းဒီလမ်းကတော်တော်ပြိုထားတယ်။ဟိုးနှစ်ပေါင်းများစွာငလျင်ကြီးလုံးကလည်းငလျင်ကြီးလုံးကလည်းဒီဒီနေရာလေးကတော်တော်ပြိုထားတယ်။ဟာဟိုကလည်းဟောခုကဟိုအဲ့လိုရောဖြစ်ကုန်ပြီအဲ့လိုရောဖြစ်ကုန်ပြီအဲ့လိုရောဖြစ်ကုန်ပြီမူးနေကြသေးလားဘယ်လိုဖြစ်ဆိုတော့မူးလား အေးဟုတ်ပြီဒီလေးလေးနေနေရပူတယ်ဆောင်းတောင်းဆောင်းတောင်းဆောင်းတောင်းဟုတ်ကြဒီကဟောဒီအိမ်ကဒီလိုဖြစ်သွားတာဒါဈေးရှိဘက်ကလေဈေးရှိဘက်ကဟိုဟာဟိုမှာကျွန်တော်ပေါ်တာအဆောက်အဦကတော့အကုန်သွားတယ်ဗျာဟိုမှာဩဒုက္ခပဲဒုက္ခပဲကျွန်တော်ခုနကမှဒီအဆောက်အဦခုနကမှဒီဒီအဆောက်အဦကပြန်လာတာခုနကမှဒီအဆောက်အဦကပြန်လာတာကျွန်တော် ကျွန်တော်ခုနကမှဒီဆောက်ဦးကပြန်လာတာဟုတ်ဗျာဒါဒါဒေါင်းညွန့်နေဒါဒေါင်းညွန့်လှုပ်နေတာအခုလှုပ်နေတာလှုပ်လို့လှုပ်လို့လှုပ်လို့လှုပ်နေတာတော့လဲပြီလဲဟိုရင်းလဲသွားပြီလှုပ်နေတာလှုပ်နေတာဒီကတင်ချလှုပ်နေတာဟိုတော့ထိုင်းနေရအောင်ထိုင်းနေရအောင်ဟုတ်ကောလဲရေးတယ် အရေးကြီးတာဟိုဖြစ်ပါတယ်ဆိုအနေနဲ့ကွင်းမြင်နေတက်တိုင်းလည်းမြင်နေတယ်ကွင်းမြင်ရနေရာမှာပဲဒီဒီဒီနေရာကွင်းမြင်မယ်တမီးရဲ့နေရာလေးကွင်းမြင်မယ်နေရာလေးကလောပါနေတော့နေရာလေးကွင်းမြင်မယ်ဒီနေရာလေးကွင်းမြင်မယ်ကွင်းမြင်ပါနေတော့ဘယ်တော့မလာနိုင်သလားမလာနဲ့မလာနဲ့မလာနဲ့ဒီကြီးကရင်ကျူထားရမယ်မမတို့ကဘာဖြစ်သွားသေးတော့ဟုတ်ကဲ့ပတ်သက်ပါလားဒီတားလား

စကိုင်းတိုင်းမှာငလင်ကြောင်းလူ600ဝန်းကျင်တည်ဆုံးပြီးလူ1000ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလင်ကြောင်းစကိုင်းတိုင်းအတွင်းမှာလည်းအဆောက်အဦပြိုကျတာတွေများခဲ့တယ်လို့လူအထိခိုက်တည်ဆုံးမှုလည်းများခဲ့ပါတယ်။စကိုင်းမြို့မှာဘာသာရေးအဆောက်အဦ364လုံးဌာနပိုင်အဆောက်အဦ942လုံးလူနေအိမ်4690ပျက်စီးခဲ့ကဗုဒ္ဓဘာသာ452ဦးအစ္စလမ်ဘာသာဝင်138ဦးဟိန္ဒူဘာသာဝင်2ဦး စုစုပေါင်း990ဦးတေဆုံးပြီးထိခိုက်ဒဏ်ရာရတာခန့်မှန်း926ယောက်ရှိတယ်လို့စကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့စည်ရင်းအရာသိရပါတယ်။